hun <laughs> alle. meing la bak ja Di ne die regler an an de longbaumschen breit ze long op je dan op je bare an de longbaumschen breit je bare na taune na se en ga na ta na se en ga na se net do ro du le da me bana an an de longbaumschen breit le long je bare ja Oké die sé kun gan die sabi lela <laughs> ji van die dit 3 4 9ကတော့အနန္တလုံးပေါင်းရှင်ပြိတ်၄လုံးပေါ့နော်သူရှားတော့ကကျွန်တော်6 6 9ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ရဲ့ခွင့်ရဲ့ပေါင်းရှင်ကဒီမှာ73ပြိတ်ဖြစ်ပါတယ်ခင်ဗျာ6ခုကနန္တလုံးပေါင်းရှင်3ပြိတ်ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်မှာ2 3 5 6ပြိတ်ဖြစ်ပါတယ်ပေါ့နော်6တုံညာ6ဆိုတဲ့အတွက်ဒီ3ညာရဲ့6ရဲ့ပေါင်းရှင်ဒီ6ပြိတ်ဖြစ်ပါတယ်ခင်ဗျာ ။နောက်ထပ်ကျွန်တော်တို့နံပါတ်3ပေါ့နော်။ငါ669ပြေးရတယ်ပေါ့နော်။ရှောင်းရှောင်းနေဆိုရတဲ့ဒီ6ရဲ့နေရကအနောင်နှလုံးပေါင်းရှင်ဒီရှိပြေးဖြစ်ပါတယ်။ဒီတင်းနေလေးငါအနောင်နှလုံးပေါင်းရှင်ပြေးမှာရှောင်းရှောင်းငါဆိုရတဲ့ဒီ6နဲ့9ပေါင်းရှင်ဒီစက်တီပြေးဖြစ်ပါတယ်ခင်ဗျာ။ 我等能办个活动，看些动人的，让那老百姓北满；今朝故乡的税地的小人那样，那老百姓看是 to 不一批巴的名。我等今朝能办场看些动人的，让那老百姓不满；动人的税局的那类百姓的，是不一批巴动人的道理，让那老百姓不满；今你你的批的这家伙，你的百姓看动不一批巴的名。 ခွန်ရှိတုံများဒီပရိမာရှင်လေးတုံးစတဲ့အတွက်အရင်အနောင်နှလုံးပေါင်းလေးနဲ့၃ပေါင်းရှင်ဒီဒီမှာခွန်ရှိတုံများတစ်ချက်ကခွန်ဒီပရိဖြစ်ပါတယ်ဒီရှောက်ခွန်ကိုတုံများအနောင်နှလုံးပေါင်းရှင်ပရိမာရှင်ရှောက်တုံးစတဲ့အတွက်အရင်ရှောက်ရ300ပေါင်းရှင်ဒီကိုနော်နောက်ထပ်အချိန်မှာနေတုံများကိုစတဲ့အတွက်တုံများနဲ့၉ပေါင်းရှင်ဒီကိုပရိဖြစ်ပါတယ်ဒီခွန်ခွန်ကိုမှာကြတော့ခွန်နဲ့၉ပေါင်းရှင်က၁၆ပရိဖြစ်ပါတယ်ခင်ဗျာ di kuni yang da jay maro anan lo bang dunya na dunya na bang shen di dunya bari chi bari kanya. No ta di dini li na anan lo bang shen bari ma dung kong kong zure dwe kong kong bang shen ga sa li bari chi bari kanya. Di ni dung nga sha anan lo bang shen bari li gu ni di ma dung bari chi bari. Di gu dunya ni dung anan lo bang shen bari ma nga sha ne dung bang di 공부를 바라구요. 디 샤오시 코니제마 시리아 코니에 과 성업을 입지 바래. 오케이, 넘버 16번호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 , 넘버 1 6 오케이, 넘버 16번호, 샤콘 고동이 아나노노 원신을 야래번호, 니니 컨스리아드, 디니에 코니에 아나노노 원과 공부를 입지 바래구요. နောက်ထပ်အကြိမ်မှာလည်းရှောက်ခွန်ကူတုံမြပရိပေးထက်ရတယ်ပေါ့နော်။388ဆိုတဲ့အတွက်အဲ့ဒီ신내ရှင်းပေါင်းရှင်းက16ပရိဖြစ်ပါတယ်ခင်ဗျာ။ကူတုံမြနေ့3အနန္တလုံးပေါင်းရှင်းပရိမှာ3တုံမြကူတုံမြရဲ့ကူရဲ့ပေါင်းရှင်းကဒီမှာကူပရိပေါ့နော်။ဒီ3ငါးနေ့မှာ9ရဲ့နေ့ရဲ့ပေါင်းရှင်းခုနှစ်ပရိဖြစ်ပါတယ်။3ငါးနေ့မှာ9ရဲ့နေ့ပေါင်းရှင်းကဒီပရိဖြစ်ပါတယ်ခင်ဗျာ။နေ့လေးရှောက်မှာ6နဲ့6ပေါင်းရှင်းဒီ10ပရိဖြစ်ပါတယ်။ 当你对方，你呢对方性格受不了一批巴的克娘，对方性格你嘛假如我也你也弄弄对方性格肯定不了一批巴的，对方性格嘛假如肖呢我方性格绝对不了一批巴的克娘，对方肖嘛假如忽然肖呢弄弄对方性格绝对不了一批巴的，对方肖嘛假如你呢肖呢弄弄对方性格绝对不了一批巴的克娘。 ဘာရှောင်းရှိကိုပရိတေကကူခွန်ရှိစွေအတွက်ခွန်နေရှိနေအနန္တလုံးပေါင်းရှင်သည်စငါငါဝရဖြစ်ပါလေတင်းတင်းလေးငါထဲမှာရှောက်ကူရှောက်စွေအတွက်ကူနေရှောက်ပေါင်းရှင်ကစငါပရိဖြစ်ပါရခင်ဗျာ Okay နံပါတ်30နံပါတ်30မှာရှိကိုရှိစွေအတွက်အဲ့ဒီ9ရရှိအနန္တလုံးပေါင်းရှင်ကခွန်နေပရိဖြစ်ပါလေဒီ30နဲ့တင်းတင်းလေးငါတစ်ချိန်မှာလေးနဲ့ငါပေါင်းရှင်က9ပရိဖြစ်ပါလေ နံပါတ်30နှစ်မှာရှောက်ကုံကူတော်များအနန္တလုံးပေါင်းရှင်ပရိရာဖြစ်ပါတယ်။နေ့ငါးနေ့ဆိုရတဲ့အနောက်ရဲ့နေ့ရဲ့အနန္တလုံးပေါင်းရှင်ကခုနှစ်ပရိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay နံပါတ်30နှစ်ကျင်းအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။အနန္တလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တွေ့ရနေ့လေးကိုဒီလိုလေ့လာကြည့်မယ်ပေါ့နော်။ ။ Okay ဒါလေးကတော့ကျွန်တော်အနောက်နှလုံးပေါင်းရှင်ဂရိတ်နီးဖြစ်ပါတယ်ဗောနော။ကျွန်တော်တို့ဒီကိုခွန်ရှိကနေရှောက်ကိုရှောက်တဲ့ချိန်ကိုအတူတူလေ့လာကြည့်မယ်ဗောနော်။ဒီရှိကိုနှစ်ချိန်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့အဲ့ဒီရှိနှစ်ချိန်ပေါင်းရှင်က16ဖြစ်ပါတယ်။ခွန်3ချိန်ပေါင်းတာ20နဲ့တိဖြစ်ပါတယ်။ကိုယ်နဲ့ခွန်ပေါင်းရှင်က16ဖြစ်ပါတယ်။ရှင်းနဲ့ချင်း16ဖြစ်ပါတယ်ခင်ဗျာ။ဒီ9ကတစ်ချိန်ဒီ9ကတစ်ချိန်ပေါ့နော်။ ြီးရင်ဒီ၃ကို၃နဲ့မျှတဲ့အတွက်၃၃ချိန်ပေါင်းရှင်း9နှစ်နှစ်ချိန်ပေါင်းတာ၄ဒီရှင်းနှစ်ချိန်ပေါင်းတာ၁၆6နဲ့9ပေါင်းတာ17ဖြစ်ပါတယ်ခင်ဗျာ။နေနဲ့6ပေါင်းရှင်း10 9နဲ့10ပေါင်းရှင်း10ဖြစ်ပါတယ်။ဒီ6 3ကြိမ်ပေါင်းတာ18ရာလေးပေါ့နော်။18ရှင်းနဲ့9ပေါင်းရှင်းက15 9နဲ့9ပေါင်း20တိတိလုံးကျန်နေတာဖြစ်ပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်တို့တစ်ကိုတစ်တူတာပေါ့နော်။နှစ်နှစ်ကိုကြောင့်မှနှစ်နဲ့ပေါင်းတာ၊လေးလေးကိုတစ်တူတာငါ။တင်းနှစ်ဒေငါအနန္တလုံးပေါင်းရှင်ပြိမာရှောက်ကိုရှောက်ဖြစ်ပါလေ။ရှောက်ကိုရှောက်။ဒါကြောင့်မို့ကျွန်တော်တို့ကိုနဲ့ရှောင်းနဲ့အနန္တလုံးပေါင်းရှင်ငါပြိဖြစ်ပါလေ။တင်းနှစ်ဒေငါမှာရှောက်ကိုရှောက်ဖြစ်ပါလေခင်ဗျာ။ ဆိုတော့အဲ့ဒီမှာကြီးပြထားတယ်ပေါ့နော်တင်းနေလေး၅မှာ၆၉၆စုပြီးပြပေးထားတယ်နံပါတ်30လေး၅ခွန်၈ရတာကိုကျွန်တော်တို့ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီတုံးနာချင်းတုံးညာငါးသုံးချင်းပေါင်းတာ15ဖြစ်ပါတယ်ဒီကဘဝလူမျိုးဖြစ်ပါတယ်ပေါ့နော်၆သုံးချင်းပေါင်းတာ18ဒီကုနဲ့ဒီတင်းနဲ့ပေါင်းတာက30ဖြစ်ပါတယ်။ငါကငါနဲ့ဒီနင်းနဲ့ပေါင်းရှင်းခုံလို့ယူလိုက်မယ်ပေါ့နော်။ ပြီးရနေက၃၃ချိန်ပေါင်း9ရှင်းတဲ့ချိန်ပေါင်းတာ16ဖလင်းနဲ့ဒီ9နဲ့ပေါင်းရှင်းဒီ9ဆိုပြီးဖြစ်ပါလေခင်ဗျာရှင်းတဲ့ခုံပေါင်းရှင်းဟာ15ငါးနဲ့ပေါင်းရင်20ဖြစ်ပါလေ9နဲ့9ပေါင်းတာ18ရှင်းတဲ့6ပေါင်းရှင်းက20နဲ့4ဆိုပြီးအတွက်ကြောင့်မို့4ငါးနောက်နေပေါင်းတာခုံတူတာ8ဒီငါခွန်ရှိအနွန်လုံးပေါင်းရှင်ပြိမာ၈၉၈ဖြစ်ပါရခင်ဗျာ၈၉၈ ဒါကြောင့်မို့ကျွန်တော်တို့အနန္တလောပါရှင်ပြည်ဖြစ်တဲ့အတွက်ဒီ9ရရှိရန်အနန္တလောပါရှင်ခုနှစ်ပြည်ဖြစ်ပါတယ်၄ခုရှိမှာ၈ခုရှိတရားဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်6ခု9တုံများအနန္တလောပါရှင်ပြည်ရတာကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်ဒီ3ကြိမ်ပေါင်းရှင်းက6ဖြစ်ပါတယ်၄3ကြိမ်ပေါင်းတာ7ဒီရှိက3ကြိမ်နဲ့4ဖြစ်ပါတယ်9နဲ့ဒီ9ပေါင်းတာ16 ဒီ၃ခါတစ်ချိန်နေ့၃ချိန်ပေါင်းရှင်း6ရှင်းနှစ်ချိန်16ဒီတင်းနှစ်ချိန်ပေါင်းတာကနေ့ရှောင်းနဲ့၅ပေါင်းတာ7ဆိုပြီးဖြစ်ပါတယ်ခင်ဗျာလေးနဲ့၆ပေါင်းရှင်း10ဖြစ်ပါတယ်ရှောင်း၃ချိန်ပေါင်းတာ18ပေါင်းတော့18ကိုနေ့နဲ့ပေါင်းရင်20တုံးနဲ့နေ့ပေါင်းက9နဲ့တပေါင်းရှင်း6ရာတွေအတွဲကြောင့်မို့၆ကိုတိတူတာခွန်ခွန်ကိုနေ့ပေါင်းတာ9ကိုတိတူ10 ရှောက်ခွန်ကူတုံညာအနော်နှလုံးပေါင်းရှင်ပရိသတ်ရှိဖြစ်ပါလေ။အထက်တစ်ချိန်မှာကျွန်တော်တို့တင်းတင်းငါဖြစ်ပါလေခင်ဗျာ။ဆောက်ကြမို့လေးရဲ့ငါရဲ့အနော်နှလုံးပေါင်းရှင်ကူဖြစ်ပါလေ။ရှောက်ခွန်ကူတုံညာမှာတင်းတင်းငါတရားဖြစ်ပါလေခင်ဗျာ။နောက်ထပ်ကျွန်တော်တို့ရှောက်ခွန်ကူတုံညာအနှစ်ချိန်ဆက်တဲ့ဆိုတာလေးကိုလေ့လာကြည့်မယ်ပေါ့နော်။၄နှစ်ကြိမ်ပေါင်းတာက၈ဖြစ်ပါတယ်။၅၃ကြိမ်ပေါင်းတာ၁၅ ကျွန်တော်တင်းနဲ့လေးပေါင်းတာကဒါဒီ9နဲ့ကျင်းပေါင်းတာ30ပေါ့နော်ဒီမှာ9နဲ့ထပ်ပေါင်းတာ16ညေ3ကျင်းပေါင်းတာ6ဒီအလေက၄3ကျင်းပေါင်းတာ7နှစ်ဖြစ်ပါတယ်ဒီ10နဲ့ကျင်းပေါင်းတာ16ဒီညနဲ့ဒီ9နဲ့ပေါင်းတာ9နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်နောက်ထပ်ဒီ10နဲ့ဒီညနဲ့ပေါင်းရင်30ဖြစ်ပါတယ်9နဲ့9ပေါင်းတာ14 လေးနဲ့ရှောက်ပေါင်းရှင်း20ဖြစ်ပါလေ။မှရှောက်တလုံးကျန်နေပါတော့။ဒါကြောင့်မို့အပေါ်ကလူမျိုးပဲ69ဒုံညာအထက်ရတာဖြစ်ပါလေ။နောက်ထပ်တစ်ချိန်မှာကငင်း9နှစ်ဖြစ်ပါလေခင်ဗျာ။ဒါကြောင့်မို့9ရည်2ရည်အနောင်နှလုံးပေါင်းရှင်း9ပြည်ဖြစ်ပါလေ။69ဒုံညာမှာငင်း9နှစ်တရားဖြစ်ပါလေ။အဆင်ကျွန်တော်ဒီတစ်ပတ်အတွက်ဆက်ပြီးလေ့လာကြည့်မယ်ပါတော့။ ဒီလေးနှစ်ကြိမ်ဆိုတဲ့အတွက်ဒီလေးမှာနှစ်ကြိမ်အလေးရငါအလေးကိုသုံးနေမြောက်တယ်ဗျာနော်ဒီအလေးကသုံးနေမြောက်တယ်ထိစီနဲ့အလေးမှာတစ်ကြိမ်စီအပိတ်မှာနှစ်ကြိမ်ပေါင်းတယ်ဗျာနော်ခုနှစ်မှာဆိုရတော့ဒီနှစ်မှာနှစ်မှာဆိုရတော့ဒီသုံးမှာအလေးကသုံးနေမြောက်တယ်ဒီအလေးကိုသုံးနေမြောက်တယ်အပိတ်မှာနှစ်ကြိမ်အလေးမှာနှစ်ကြိမ်အလေးမှာနှစ်ကြိမ်ဗျာနော်ဒီနှစ်နဲ့ပေါင်းတယ်ခုနှစ်နဲ့ပေါင်းတယ်ငါးနဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာ ဒါဆိုရင်လေးနှစ်ကြိမ်ပေါင်းရှင်းကရှိရတာဖြစ်ပါတယ်63ကြိမ်ပေါင်းတာလည်း78နှစ်3ကြိမ်ပေါင်းတာက6ဒီ9ရက်ဒီနှစ်နဲ့ပေါင်းတာက9ဆိုပြီးဖြစ်ပါတယ်ဒီကုနာကျင်းဆက်ရှင်ရှင်းတဲ့၃ပေါင်းရှင်းနေစနေတိဖြစ်ပါတယ်ရှင်း၃ကျင်းပေါင်းတာ၃စနေလေးပေါ့နော်နောက်ထပ်ကျတို့ဒီ၃ကျင်းပေါင်းတာက၆ဆိုပြီးဖြစ်ပါတယ်ကုနဲ့၅ပေါင်းတာ၁၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ချောင်းနဲ့၄ပေါင်းရှင်း30ဖြစ်ပါတယ်။နောက်ထပ်ဒီချောင်းနဲ့ဒီ၄ပေါင်းရှင်းက30ဖြစ်ပါတယ်။ခွန်နဲ့၃ပေါင်းတော့8ဒီနှစ်တော့ရှင်းတော့ချိန်ပေါင်းတာ30နဲ့သိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်လေးရောင်နေပါတော့ကျွန်တော်လေးကိုတတူတာကငါငါ့ကိုနှစ်ပေါင်းတာခွန်ခွန်ကိုတတူတာ8လေးငါခွန်8အနောင်လုံးပေါင်းရှင်းလို့ရေးစီဖြစ်ပါတယ်ခင်ဗျာ ။အဆိုရင်ကျွန်တော်တို့ဒီနေ့အရောက်အနေငါခွန်ရှိအမန္တလုံးပေါင်းရှင်ပြိဖြစ်ပါလေ။အဆိုရင်ဒီမဘနောငါပြိကိုရှောင်းရှောင်းနကူပေါင်းနာဆန်ကကိုနေရှိပေါင်းနာဆခွန်တင်းလေးငါမလေးနငါပေါင်းနာကိုနေငါနေမငါနေနေပေါင်းခွန်ဒီဘက်မှာလေးငါခွန်ရှိအမန္တလုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါလေခင်ဗျာ။လေငါခွန်ရှင်းစုပြီးဖြစ်ပါလေ။ โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆိုရင်တုံးပေါင်းရှင်ဘရိတ်ကိုတင်ပြသွားမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ